ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာမြန်မာနှစ်တကူနေ့မှာပဲဘောလုံးလောကနဲ့ပတ်သက်လို့မင်္ဂလာသတင်းလေးတစ်ပုဒ်ချားသိလာရတယ်ပေါ့လေအဲ့ဒါကတော့ကျွန်တော်တို့မြန်မာလက်ရွေးစင်ကစားသမားကွင်းလယ်လူမောင်မောင်တွေဟာမန်ယူနဲ့ရှေ့ဆန်းမဲ့ပွဲစဉ်အတွက်ပေါ့လေအာဆီယံညွန်ပေါင်းအသင်းမှာထည့်သွင်းရွေးချယ်ခံလိုက်ရတယ်ဆိုတဲ့သတင်းပါပဲခင်ဗျာအာဆီယံအော့စတာအာဆီယံညွန်ပေါင်းအသင်းမှာမောင်မောင်တွေကိုထည့်သွင်းရွေးချယ်လိုက်ကြောင်းပေါ့လေလက်ရှိမှာအာဆီယံဘောလုံးအဖွဲ့ချုပ် AFF ကအတည်ပြုထားဖြစ်ပါတယ်ခင်ဗျအဲ့တော့ Premier League Club Manchester United အသင်းနဲ့ ASEAN ညွန်ပေါင်း ASEAN All Star အသင်းတို့ဟာမလေးရှားနိုင်ငံ Bukit Jalil ဘောလုံးကွင်းကြီးမှာရှေ့ဆန်းပွဲရှင်မြိုင်ကစားဖို့ရှိနေပါတယ်လာမယ့်မေလ28ရက်နေ့မှာဒီရှေ့ဆန်းပွဲကိုကျင်းပဖို့စီစဉ်ထားတယ်လို့ကျွန်တော်သိရှိရတယ်ခင်ဗျအဲ့တော့အဲ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့မြန်မာကစားသမားတယောက်ကို ASEAN ဘောလုံးဖွဲ့ချုပ် AFF က ထည့်သွင်းနေရာပေးလိုက်တယ်ပေါ့လေဒီပွဲစဉ်မှာအာဆီယံညွန့်ပေါင်းအာဆီယံဩစတာအသင်းဘက်ကနေပါဝင်ကစားဖို့အတွက်မြန်မာလက်ရွေးစင်ကွင်းလယ်လူမောင်မောင်လေးကိုရွေးချယ်လိုက်တဲ့အကြောင်းအာဆီယံဘောလုံးဖွဲ့ချုပ် AFF ကနေမြန်မာဘောလုံးဖွဲ့ချုပ်စီကိုဆက်သွယ်အကြောင်းကြားပြီးတော့သတင်းပေးပို့ထားပြီးလည်းဖြစ်ပါတယ်ခင်ဗျမောင်မောင်လေးဟာလက်ရှိမှာတော့မြန်မာလက်ရွေးစင်အသင်းအတွက်လည်းရှေ့ဆွမ်းပြကစားနေတယ်သူကိုစားပြုကစားနေတဲ့ Thai Premier League Club Lanfang Warrior FC အဲ့ဒီအတွက်လည်းရှေ့ဆွမ်းပြကစားပေးနေတဲ့ကစားသမားတယောက်ဖြစ်ပါတယ်အဲ့လိုရှေ့ဆွမ်းပြကစားနေတဲ့ကစားသမားတယောက်ဖြစ်လို့လည်းသူ့ကိုအာဆီယံညွန့်ပေါင်းအသင်းမှာမြန်မာကိုစားပြု ကစားသမားအဖြစ်ထည့်သွင်းရွေးချယ်လိုက်ဖို့အတွက်အာဆီယံဘောလုံးဖွဲ့ချုပ် AFF ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့လာမယ့်မေလ28ရက်နေ့ကိုရောက်ရင်မလေးရှားနိုင်ငံဘူကစ်ဂျာလီကွင်းကြီးမှာပရီးမီယာလီဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံညွန့်ပေါင်းအာဆီယံအော်စတာအသင်းတို့ရှေ့ဆန်းပွဲရှင်မြိုင်ကစားတော်မှာ ဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ရဲ့ မြန်မာကစားသမားမမောင်လင်ကအာဆီယံဩစတာအသင်းကိုကိုစားပြုကစားပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုရင်ဆိုင်ခွင့်ရတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာအာဆီယံဩစတာအသင်းကိုနီးပြချုပ်ဖြစ်ပေါ်လေ BNN လက်ရွေးစင်အသင်းနီးပြမစ္စတာ KSS ကတာဝန်ယူဆောင်ရွက်သွားလိမ့်မယ်လို့လည်းကျွန်တော်တို့သတင်းကြားသိရပါတယ်ခင်ဗျာအဲ့တော့အခုလိုမြန်မာကစားသမားတယောက်အာဆီယံညွန်ပေါင်းအသင်းမှာထည့်သွင်းရွေးချယ်ခံရပြီးမန်ချက်စတာယူနိုက်တက်အသင်းကို ရင်ဆိုင်ကစားရဖို့ဖြစ်လာတယ်ဆိုတာကတော့တကယ်ကောင်းမွန်တဲ့အခွင့်အရေးတရပါပဲသူ့အတွက်လည်းလက်ကျင့်ပြင်ဆင်မှုတွေမှာဒါအတွေ့အကြုံပိုင်းဆိုင်ရာတွေအများကြီးရရှိဖို့ရှိပါတယ်ပွဲဝင်ကစားရမယ်ဆိုရင်လည်းတကယ်ကိုအဖို့အဖြတ်နိုင်တဲ့အတွေ့အကြုံတွေရရှိမှာပါမမောင်ရင်အတွက်နေ့တူကာလမှာ congratulation လို့ပြောလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ